စီသူဝင်းကိုစနိုက်ကျော်ကကြော်မကောင်းကြာမကောင်းဖြစ်ခဲ့ပြီးမှရွှေဆိုင်ပိုင်ရှင်တထေးနဲ့ယူလိုက်တဲ့မင်းသမီးယွန်းယွန်းမင်္ဂလာပါ message ပရိသတ်တို့ရှင်ကလေးတယောက်ဆောင်ပေါ်ရဲကအကယ်ဒမီစုကြီးကိုစုခူရရှိထားတဲ့တယောက်ဆောင်ယွန်းယွန်းကတော့အခြေရေးသတင်းတွေနဲ့ပတ်သက်ပြီးနာမည်ထွက်မကောင်းသူတဦးပဲဖြစ်ပါတယ်စစ်စရာကောင်းပြီးအပြောချို့သားတဲ့ယွန်းယွန်းကိုကလေးတယောက်ဆောင်ဘွားလေးကပရိသတ်တွေကတခဲနဲ့ချစ်ပင်အားပေးခဲ့ကြတာပဲဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်တွေက Double Dating ဆိုတဲ့ program တစ်ခုကိုရုပ်သံလွှင့်ပြသခဲ့ပြီးယွန်းယွန်းသဇင်ထူးမြင့်စီတူဝင်းအောင်မင်းခန့်တို့ကပါဝင်တရုပ်ဆောင်ခဲ့ကြပြီးကြီးစုသူတွေများပြားလွန်ခဲ့တာကြောင့်အောင်မြင်တဲ့အစီအစဉ်တစ်ခုဖြစ်ခဲ့ပါတယ်ယွန်းယွန်းဟာအောင်မင်းခန့်နဲ့အတူတွဲခဲ့ရပေမဲ့လည်းတစ်ဖက်အတွဲကစီတူဝင်းနဲ့အပြင်းမတကယ်ပဲတွဲခဲ့ကြတာပဲဖြစ်ပါတယ် MRDV ဘူမင်းသားစီသူဝင်းမှာနှစ်ကာလရှည်ကြာတွဲလာခဲ့တဲ့ကျစ်သူရီးစားရှိနေပါလျက်နဲ့ညွန့်ညွန့်နဲ့ဖောက်ပြန်ခဲ့ကြပြီးသူတို့နှစ်ယောက်ရဲ့မဖွဲမရာစာတို့တွေအတန်ဖိုင်တွေပါပြန့်နှံ့လာခဲ့သေးတာပဲဖြစ်ပါတယ်ဒီလိုပြန့်နှံ့လာခဲ့ပြီးတဲ့နောက်မှာတပည့်ဒိတ်တင်အစီအစဉ်ကိုပါဖြတ်သိမ်းခဲ့ရကသူတို့ရဲ့သတင်းတွေကလည်းဟိုးလေးတကြောကြောဖြစ်ခဲ့ပါသေးတယ်။ အခုချိန်မှာတော့တရုတ်ဆောင်ရွံ့ရွံ့တယောက်အစိုးရတဦးနဲ့တွဲနေတယ်ဆိုတော့ဗီဒီယိုဖိုင်တွေပြန့်နှံ့လာခဲ့ပြီရွံ့ရွံ့နဲ့တကယ်တွဲနေတဲ့အမျိုးသားအကြောင်းကိုပရိသတ်တွေကသိကျင်နေကြတာပဲဖြစ်ပါတယ်အဲ့ဒီလူကတော့တန့်စင်ဆိုသူဖြစ်ပြီး rap ဆိုတော့တဦးလည်းဖြစ်ပါတယ်နာမည်ကြီးဆိုတော့မနော်ရဲ့သချင်းတွေမှာလေ rap ပါဝင်တည်ဆိုထားခဲ့ပြီးကိုပိုင်သချင်းအတော်များများကိုထွက်ရှိထားသူတဦးပဲဖြစ်ပါတယ် ရွှေနဂါ၊စိန်ရွှေရတနာဆိုင်ရဲ့တူဦးဒီတော်သားဖြစ်တယ်လို့သိရပြီးအတော်လေးချမ်းသာကြတဲ့အတိုင်းဝိုင်းကပဲဖြစ်ပါတယ်။တရုတ်ဆောင်ရုံရုံနဲ့အဆိုတော်တန့်စင်တို့ဟာလူမြင်ကွင်းမှာပဲပေါ်ပေါ်ထင်ထင်တွဲသွားတွဲလာလုံနေကြပြီးအဲ့ဒီဗီဒီယိုဖိုင်တွေကလည်းပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။အစိုးရတန့်စင်ရဲ့တချင်းတွေမှာလည်းရွန်းရွန်းဟာပါဝင်တရုတ်ဆောင်ထားခဲ့တာပဲဖြစ်ပါတယ်။ရွန်းရွန်းကိုချစ်တဲ့ပရိသတ်တွေကတော့ တွဲပါစေတကယ်ချစ်တဲ့သူတွေပဲလွတ်လပ်တဲ့သူတွေရောက် တွဲတာဘာဖြစ်လဲသဘောတူတယ်ဆိုပြီးမှတ်ချက်ပြုထားတာတွေလည်းရှိသလိုစီသူဝင်းတဲ့ကရောဘလို့ဖြစ်သွားပြီလေသူများစီကစနိုက်ကြော်ထားပြီးတော့တစ်ဖက်မိန်းကလေးကိုမှအမနာရုပ်လေးနဲ့မလိုက်ဆိုပြီးဝေဖန်ဆဲဆိုထားကြတာတွေလည်းရှိပါတယ်ပရိသတ်တို့အနေနဲ့ကရောအခုလိုမျိုးသတင်းတွေထွက်ပေါ်လာတဲ့ရွံ့ရွံ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကောမန့်မှာမှတ်ချက်ပြုပေးကြပါဦးနော် ဟုတ်ကဲ့ပါရှင်ဒီနေ့ဗီဒီယိုလေးကတော့စီတူဝင်းကိုစနိုက်ကြော်ခဲ့ပြီးမှရွှေဆိုင်ပိုင်ရှင်တတိနဲ့လက်တွဲလိုက်တဲ့မင်းသမီးယွန်းယွန်းရဲ့အကြောင်းကိုပြောပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစုံထီနှထောင်ပေးတဲ့တူတယောက်ခြေစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ဆရာတော်နေ့ရက်ကလေးဖြစ်ပါစီရှင်။